ဒေဒီချာချာချေယူပြင်ဆင်နေခဲ့တဲ့ဂါဇာစီးတီးထိုးစစ်ကြီးကိုအစ္စရေးစစ်တပ်ကလက်တွေ့စတင်နေပါပြီ။စက်တင်ဘာ16ရက်နေ့မှာအစ္စရေးတပ်တွေကဂါဇာကမ်းမြောင်ဒေသရဲ့မြို့တော်ဖြစ်တဲ့ဂါဇာစီးတီးရဲ့စင်ချေပုံးဧရိယာတွေတဲစတင်ထိုးဖောက်ဝင်ရောက်ပြီးနေရာအနှံ့မှာပောက်ကွဲမှုတွေဖြစ်ပေါ်နေပါတယ်။အကျိုးဆက်အနေနဲ့ထောင်ချီတဲ့ဂါဇာစီးတီးဒေသခံတွေဟာဂါဇာအလယ်ပိုင်းစီကိုကမ်းရိုးတဲ့တလျှောက်တွေ့တန်းထားတဲ့တခုတီးသောလမ်းမကြီးကနေအလုံးအင်းနဲ့ရွှေပြောင်းထွက်ပြေးနေကြရပါတယ်။ ်အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကဟားမတ်စ်ပျောက်ကြားအဖွဲ့ရဲ့နောက်ဆုံးလက်ချံအဓိကခြေကုပ်စခန်းဖြစ်တဲ့ဂါဇာစီးတီးကိုသိမ်းယူဖို့အစ္စရေးစစ်တပ်ဟာအားကောင်းတဲ့ထိုးစစ်ကြီးကိုစတင်နေပြီလို့ကြွေးကြော်ခဲ့ပါတယ်။ဂါဇာစီးတီးကိုထိန်းချုပ်သိမ်းယူဖို့ပြင်ဆင်နေတဲ့အစ္စရေးရဲ့ထိုးစစ်အစီအမံတွေကိုနိုင်ငံတကာအသိုက်အဝန်းကဝေဖန်ရှုတ်ချနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခုတော့အဲ့ဒီစစ်စင်ကြီးကလက်တွေစတင်လာနေပါပြီ။လွန်ခဲ့တဲ့နှစ်နှစ်ကစခဲ့တဲ့ Israel Hamas စစ်ပွဲစတင်ခြင်းကလေးက ဂါဇာစစ်တီရဲ့စိတ်ပိုင်းအများစုကအကြီးအကျယ်ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပါလက်စတိုင်းတွေကမြို့ပြက်ကြီးဖြစ်နေတဲ့ဂါဇာစစ်တီစီကိုပြန်လာပြီးအပြက်စီးတွေချားမှာပဲဖြစ်တယ်လို့စ조사ရှင်သန်နေထိုင်နေခဲ့ကြတာပါ။အခုတော့အစ္စရေးကဒါကိုနောက်တစ်ကြိမ်ထိုးစစ်ကြီးတစ်ခုထပ်မံစတင်လာပြန်ပါပြီ။ဂါဇာစစ်တီလူဦးရေတဲက3သိန်းခွဲလောက်ကကြိုတင်တိရှောင်သွားကြပြီဆိုပေမဲ့မြို့ထဲမှာလူ9သိန်းလောက်ကျန်နေသေးပါတပ်ပွဲစုံမှာပိတ်မိနေတဲ့ဒေသခံတွေကတော့ ူတို့ကနောက်တစ်ကြိမ်တောင်ဘက်ပိုင်းဒေသတွေစီထပ်ပြီးထွက်ပြေးဖို့မတက်နိုင်တော့လို့ဂါဇာစီးတီးမှာပဲထွက်ပြေးတိမ်းရှောင်နိုင်မဲ့လူသားချင်းစာနာမှုဇုံနယ်မြေမျိုးပေါ်ထွန်းလာဖို့တောင်းဆိုနေကြပါတယ်။ဟာမတ်စ်လက်အောက်ခံဂါဇာကျမ်းမာရေးဝန်ကြီးဌာနကလွန်ခဲ့တဲ့24နာရီအတွင်းဂါဇာမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်59ဦးသေပြီး386ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဂါဇာစီးတီးထိုးစစ်ကြီးစတင်မှုကိုအတည်ပြုခြင်းနဲ့အတူဂါဇာမှာမီးလောင်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားတာပါ သူကအစ္စရေးစစ်တပ်ဟာအကြမ်းဖက်ဟာမတ်စ်တွေရဲ့အခြေခံအဆောက်အုံတွေကိုထိုးနှက်တိုက်ခိုက်နေကြောင်းအစ္စရေးရဲ့စစ်သည်တွေဟာဟာမတ်စ်တွေဖမ်းဆီးထားတဲ့တရားခံတွေလွတ်မြောက်ရေးအတွက်လဲရဲရဲဝုန်းဝုန်းတိုက်ပွဲဝင်နေပြီးဟာမတ်စ်ကိုပြည်တိုင်းချိန်မှုန်းဖို့အားထုတ်နေကြောင်းအသိပေးထားပါတယ်2023အောက်တိုဘာ9ရက်နေ့မှာဂါဇာခြေဆိုင်ဟာမတ်စ်တွေကအစ္စရေးပိုင်နက်ထဲကိုဝင်ရောက်ပြီးနေဆက်မြို့ရွာတွေကိုတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း1200လောက်သေဆုံးခဲ့တယ်လို့အယောက်250ဝန်းကျင်လဲဂါဇာကိုတရားခံတွေအဖြစ်ဖမ်းခေါ်သွားခံရပါတယ်။အဲဒီနောက်အစ္စရေးကဂါဇာမှာလက်တုံပြန်တဲ့စစ်စင်ရေးတွေကိုစတင်ပြီးဂါဇာစစ်ပွဲကြီးပေါ်ပေါက်လာတာပါ။စစ်ပွဲတလျှောက်ပါလက်စတိုင်းဘက်ကလူပေါင်း6500နီးပါးထိသေဆုံးခဲ့ပြီးဖြစ်တယ်လို့လဲဂါဇာကျမ်းမာရေးဝန်ကြီးဌာနကကြေညာထားပါတယ်ရှင်။